င်္ဂလာပါကလေးတို့ရေဒီကြတော့ grade 7သိပ္ပံအတင်ကြပေးမယ့်တစ်ချက်ချမ်းဖြစ်ပါတယ်အဲ့တော့အခန်းလေးအလှည့်ကြစရာနဲ့ဒရမ်များရဲ့သဘာဝကသင်္ကန်းစာ3ဒရမ်များဤသဘာဝကိုတားတို့သမီးတို့ကိုဒီချက်ကရှင်းပြပေးမယ်နော် ကဲအဲ့တော့သင်ခန်းစာ၃ရဲ့ဒွံများရဲ့တဘာဝအဲ့တော့ဒွံများ၏တဘာဝမှာဆိုလို့ရှိရင်တော့ဒွံများသည်မြည်သည့်ပစ္စည်းနဲ့မျှမယောပဲနဲ့ပေါ့နော်မယောနှောပဲတီးတက်တီရှိရဲ့ဒရက်စင်များဥပမာနဲ့လဲဆိုရင်တော့ရွှေငွေဓာတုနေရပေါင်းဆက်ထားခြင်း မရှိပဲယောနှောနေတဲ့ဒွံတော်များဥပမာလေနောက်တစ်ခုကတော့ဓာတုနေရမျိုးမတူသောဒရက်စင်များ ပေါင်းဆက်၍ရရှိတဲ့ဒွံပေါင်းများဥပမာ ရေကာဗွန်ဒိုင်အောက်ဆိုက်နှစ်နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုသောမျိုးတူဒါမှမဟုတ်လို့ရှိရင်မျိုးမတူဓာတ်ဆင်အတံများပေါင်းဆက်ခြင်းဖြင့်ဓာတ်ဆင်မော်လီကျူးများနဲ့ဓာတ်ပေါင်းမော်လီကျူးများဟူ၍တည်ရှိနိုင်တယ်အဲ့တော့တတူရိုင်းဒါမှမဟုတ်လို့ရှိရင်တွင်းထွက်အများစုဟာဆိုလို့ရှိရင်ဓာတ်ဆင်များဓာတုနေရပေါင်းဆက်၍ဖြစ်ပေါ်နေသောဓာတ်ပေါင်းများဖြစ်တယ်အဲ့တော့ဥပမာနည်းဆိုရင်ဟီမတိုက်နော်ဟီမတိုက်ဆိုတာကတော့ Fe 2O3 ဆိုတဲ့တတ္တူရိုင်းဟာဆိုလို့ရှိရင်တော့သံနဲ့အောက်ဆီဂျင်ဓာတုနေရနော်ဓာတ်ပြုပေါင်းဆက်ထားတဲ့ drug ပေါင်းဖြစ်တယ်။အဲတော့ dressing drug နော် drug ပေါင်းတို့ကိုတဲ့စက်တမာထဲမှာတစ်ချေတို့ဟာလေ့လာခဲ့ပြီးဖြစ်တယ်။အဲဒီထဲမှာမှဥပမာတစ်ခုစီဖြစ်ပေါ်ပြပြီးတော့မှဆွေးနွေးပေးပါတဲ့။ မှန်မှန်မှန်ကိုလည်းအချင်းချင်းပြန်လဲစစ်ဆေးပေးပါဆိုတော့တချေတို့ကစက်တမာတမတင်ထားခဲ့ပြီးသားဆိုတော့ဒွတ်စင်ဒွတ်တော့ဒွတ်ပေါင်းလေးတို့သားသမီးတို့ကပြန်ပြီးတော့ပေါ့နော်ဆွေးနွေးကြည့်ပါအောင်ကဲဟုတ်ပြီဒါဆိုရင်တချေနဲ့တို့လုပ်ငန်းသွားရအောင်အဲ့တော့လုပ်ငန်းလေးမှာဆိုရင်တော့ဒွတ်စင်ဆိုဒီမှာအဘယ်နည်းတဲ့ဟုတ်ပြီနော်ဒွတ်စင်ဆိုတာဘာလဲပြီးနှစ်ခုသုံးမဟုတ်နှစ်ခုထက်ပိုတဲ့မျိုးတူဒါမှမဟုတ်လို့ရှိရင်မျိုးမတူဒွတ်စင်အတန်အစုပေါင်းဆက်လျင်တဲ့မြည်ဒီကိုရရှိနိုင်တဲ့နည်း ကဲဒါဆိုရင်တကယ် dressing ဆိုတာဘာဖြစ်မလဲဟုတ်တယ် dressing ဆိုတာကတော့တကယ်လို့အတန်တမျိုးတည်းဖြစ်တာဖွဲ့စည်းထားတဲ့ dress ဖြစ်တယ်အဲ့တော့သူ့ကိုတကယ်လို့ကဘာဖြစ်လဲနှစ်ခုသို့မဟုတ်နှစ်ခုတည်းပိုးတဲ့မျိုးတူဒါမှမဟုတ်မျိုးမတူတဲ့ dressing အတန်နေပေါင်းဆက်ထားမယ်ဆိုရင်ဟုတ်တယ်ဟုတ်တယ် molecule ကိုရရှိတာပေါ့ကဲနောက်တစ်ခုကတော့နှစ်ခုသို့မဟုတ်နှစ်ခုတည်းပိုးတဲ့မျိုးမတူတဲ့ dressing အတန်များဓာတုနည်းအရာ ်သတ်မှတ်ထားတဲ့အချိုးအတိုင်းပေါင်းဆက်ရင်မြည်သည်ကိုရရှိသနည်းတဲ့ခဲအဖြေလေးပြောကြည့်ပါအောင်ဟုတ်ပြီအဖြေလေးကတော့ drop down ဖြစ်တယ်နောက်တစ်ခုကတော့နှစ်ခုသို့မဟုတ်နှစ်ခုတက်ပိုတဲ့အရာဝတ္ထုများဓာတုနေအရာပေါင်းဆက်ထားခြင်းမရှိဘဲနဲ့ရောနှောနေလျင်မြည်သည်ကိုတွေ့ရသနည်းတဲ့ အဲ့တော့တချို့ဇရားမှာဖြစ်ဆွတ်ပေးပါဆိုတော့ပြောတယ်အဲ့တော့တချို့ကဓာတ်ရုပ်နေရာမပေါင်းဆက်ဘူးပေါ့နော်မပေါင်းဆက်ဘဲနဲ့ရောနှောမယ်ဆိုရင်ဘာဖြစ်မလဲဟုတ်တယ် drone ဖြစ်တယ်ကဲတချို့ဇရားမှာဖြစ်ဆွတ်ကြည့်အောင်အဲ့တော့တချို့ဇရားလေးပေးထားတယ်ကြည့်ပါဦးအဲ့တော့တချို့ဇရားမှာအုပ်စုပေးထားတယ်ဖွဲ့စည်းထားမှုအမျိုးအမည်ပြီးဥပမာလေးပေးထားတယ်ကဲအဲ့တော့အုပ်စုတက်မှာဆိုရင်တော့နော်အတန်တမျိုးတည်းဖြစ်တာဖွဲ့စည်းထားတဲ့ drop ဖြစ်တယ်အဲ့တော့အမျိုးမြန် drop ဆင်ပေါ့ဥပမာနေနဲ့ဆိုရင်ရွှေငွေနောက်ထပ်အုပ်စုနှစ်ကတော့ မျိုးမတူ drug အရာဝတ္ထုများရောနှောနေမှာဆိုရင်သူရဲ့ဟုတ်ပြီနော်အမျိုးမျိုးလေးကတော့ drug နှောဖြစ်တဲ့ဥပမာနဲ့ဆိုသဲနဲ့စာတန်မှုန်နဲ့ကန်မှုန်အုပ်စုသုံးလေးကတော့နှစ်ခုသုံးမဟုတ်နှစ်ခုထပ်ပို့တော့မျိုးတူသုံးမဟုတ်မျိုးမတူ drug ဆင်အတန်များ ပေါင်းဆက်ထားတဲ့အတန်အစုဖြစ်ပါတယ်။ကဲသူ့ရဲ့မျိုးမျိုးလေးကတော့ molecule ဖြစ်တယ်။ ကဲဒါဆိုရင်ဥပမာအနေနဲ့ဆိုရင်တော့အောက်ဆီဂျင်မော်လီကျူးဆိုရဲ O2 ဟိုက်ဒရိုဂျင်မော်လီကျူးဆိုရဲ H2 နိုက်ထရိုဂျင်မော်လီကျူးဆိုရဲ N2 နဲ့ကာဗွန်နန်အောက်ဆိုက်မော်လီကျူးဆိုရဲ CO2 ကိုပေးထားတယ်။ကဲနောက်ထပ်အုပ်စုလေးကတော့၄ဟုတ်ပြီနော်။သူကတော့တကယ်တို့ကနှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုသောမျိုးမတူသည့် dressing အတန်များတက်မှတ်ထားတဲ့အချို့အတိုင်းဓာတ်ဥနေရာပေါင်းဆက်ထားတယ်။ကဲသူရဲ့အမျိုးမျိုးကဘာဖြစ်မလဲ။ဟုတ်ပြီ drop bound လေးဖြစ်တာပေါ့။ ကဲသူဥပမာနဲ့ဆိုရင်တော့ H2O ဆိုတဲ့ရေပြီးကာဗွန်မိုနောက်ဆိုက်ဆိုတဲ့ CO ပြီးကာဗွန်နအောက်ဆိုက်ဆိုတဲ့ CO2 အဲ့တော့ကာဗွန်နအောက်ဆိုက်ဆိုတဲ့ CO2 ဟာဆိုလို့ရှိရင် drop down ဖြစ်တဲ့ကဲသူเนาะမျိုးမတူ drop စင်အတံများပေါင်းဆက်ထားတဲ့ drop down molecule လည်းဖြစ်ပါတယ်ကဲဒါဆိုရင်ဒီ channel အတူတူအဓိကချက်ကလေးကိုကြည့်ရအောင်အဲ့တော့အဓိကချက်များ dressing ဆိုတာကတော့အတန်တစ်မျိုးတည်းဖြစ်တာဖွဲ့စည်းထားတဲ့ dress ဖြစ်တယ်။အတန်များရဲ့ပေါင်းဆက်ဖွဲ့စည်းပုံပေါ်မှာမူတည်ပြီးတော့မှ dress များကို dressing dress knot နဲ့ dress pouch ဆိုပြီးတော့မှအမျိုးမျိုးတွေ့ရှိနိုင်တယ်။အဲ့တော့တတူရိုင်းဒါမှမဟုတ်လို့ရှိရင် twin ထွက်အများစုဟာဆိုလို့ရှိရင် dress pouch တွေပဲဖြစ်ပါတယ်။ ကဲဒါဆိုရင်ဒီချေအခုပြောပြပေးလိုက်တာကတော့အခန်းလေးအလှည့်ကျစရာနဲ့ဒွံများရဲ့တဘာဝကသင်္ကန်းစာ၃ဒွံများဤတဘာဝအကြောင်းလေးကိုသားတို့သမီးတို့ကိုရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။နားလည်မယ်လို့ဒီချေမျှော်လင့်နေနော်။ကဲဒါဆိုရင်ဒီချေနဲ့အတူတူနောက်သင်္ကန်းစာမှာပြန်တွေ့မယ်နော်။